ီနေ့ရဲ့လေးတာသုံးထပ်မှုအစီအစဉ်ခင်းနဲ့ကြိုးစောပါတယ်ဒီနေ့မှာတော့ဘောလုံးအပြောင်းရွှေ့လောကရဲ့တော်တော်လေးကိုရှုပ်ထွေးပြီးတော့စိတ်ဝင်စားစရာကောင်းတဲ့ဇလင်းတပုတ်ကိုအသေးစိတ်ဖွင့်ပြသွားခြင်းပါတယ်ကျွန်တော်ကြီးထားတဲ့သတင်းရင်းမြစ်တွေရဆိုရင်ပေါ့နော်မန်ချက်စတာယူနိုက်တက်အသင်းကသူရဲ့နီးပြတဲ့ရဲ့ပထမဆုံးဈေးကြီးပေးခေါ်ထားတဲ့ကစားသမားတယောက်ကိုခေါ်ပြီးတိတ်မကြားခင်မှာမေးသူ့နေရာအတွက်နောက်ထပ်ဈေးအလွန်ကြီးတဲ့ကစားသမားတယောက်ကိုရှာနေတယ်လို့ဆိုပါတယ်ဒီเจ้าရာက တော်တော်လေးစိတ်ဝင်စားစရာကောင်းတဲ့မေးခွန်းတစ်ခုကိုငွေဖွာဖြစ်လိုက်တော့ပါတယ်။ကမ္ဘာအခြားနာဆုံး club အသင်းတွေကတသင်းကဘာဖြစ်လို့ euro တန်း30လောက်ယင်းနီးမြုံနှမ်းထားတဲ့ကစားသမားတယောက်ပေါ်မှာဒီလောက်အချိန်တိုးအတွင်းမှာယုံကြည်မှုပျောက်ထွားရတာလဲပြီးတော့နောက်ထပ်အစာပေါင်းများစွာပိုကုန်ကြနိုင်မယ့်အစားထိုးမှုတစ်ခုကိုဘာလို့အထက်ထန်စူးစမ်းနေရတာလဲပေါ့ဆိုတော့ဒါကကစားသမားတယောက်ရဲ့ခြေစွမ်းတသက်ကြောင့်လားဒါမှမဟုတ် clarity ရဲ့ need view ဟာပိုင်းဒါမှမဟုတ်ဟိုပါလေအကြောင်းအရာရဲ့နောက်ွယ်ကအချက်လက်တွေကိုအသေးစိတ်ဆွေးနွေးကြည့်ကြရအောင် ကဲဒီဇလန်ရဲ့အဓိကဇက်ကောင်ကတော့ Manchester United ရဲ့လက်ရှိဘဲနောက်ခံလို့ Patrick Dogu ပါပဲသူကနီးပြ Ruben Amorian ရဲ့ပထမဆုံးခေါ်ယူမှုဖြစ်ပြီးတော့ Euro တန်း30ဆိုတဲ့တန်ဖိုးကလည်းနီးပြတဲ့ရဲ့ကစားကွက်မှာသူ့ကိုဘလောက်အရေးပေးထားလဲဆိုတာပြနေတာပေါ့ဟုတ်ပါရဲ့ဒါတူတူလေးကြီးမားတဲ့ရင်းနှီးမြုံနှံမှုလို့ဆိုရမှာပါอืมပြီးတော့ဒီနေရာမှာနီးပြွာပိုင်ဆိုင်ရာအချက်တစ်ချက်ကိုအရင်ဆုံးနားလည်ဖို့လိုပါရဲ့ နီးပြအာမော်ရင်ရဲ့ကစားကွက်ကတောင်ပန်နောက်ခံလူတွေဝင်းဘက်စတေးအပေါ်မှာအလွန်အမင်းမိခေါ်နေရတဲ့ကစားကွက်မျိုးပါသူတို့ကခန်းစင်းမှာကုနီယုံတင်မဟုတ်ဘူးတိုက်စစ်ရဲ့အကြီးကထွတ်ပုတ်တွေဖြစ်နေရတယ်လေတောင်ပန်နှစ်လျှောက်အကျယ်ဆုံးနေရာယူပြီးတိုက်စစ်ကိုအရှိန်မြှင့်တင်ပေးရတယ်လို့တခါလေကြကွင်းတေတွေကိုပါဝင်ပြီးကစားကွက်တိဆောက်မှုမှာပါဝင်ရတယ်အသက်20နှစ်နဲ့ရွယ်တိန်းမတ်ကစားသမားတောကူကိုဒီလိုအေးပါပြီးပင်မနဲ့တောင်ကိုပြည့်ရခဲ့တာပါကျွန်တော်တို့ကြည့်ခဲ့တဲ့ဆောင်းပါးမှာတော့သူ့ရဲ့အားသားချက်တွေကိုလည်းဖော်ပြထားတယ် ကွာရပိုင်းမှာကြန့်ခိုင်းတယ်။အရင်ပြေပါတယ်။တောင်မန်းတျှောက်အတက်အစင်မနာတောင်လုံနိုင်တယ်။ခန်းစစ်ပိုင်းတော်အကြည့်ပေါ်နေလို့ဆွထားတာပေါ့။ဒီအချက်တွေကဝင်းဘတ်တဲ့အော့တလိုက်တဲ့အခြေခံအရေးသွေးတွေပဲမဟုတ်လား။ဆိုတော့ဘယ်နေရာမှာအဓိကလွဲချော်နေတာလဲ။ပြဿနာပါဘောလုံးနဲ့ပတ်သက်လာရင်ပေါ်လာတာပါ။ရင်းမြစ်မှာဆုံးဖြတ်ချက်ချနိုင်စွမ်းနဲ့နီးစနစ်ပိုင်းအားနည်းမှုဆိုပြီးတိတိကျကျကိုထောက်ပြထားတာပါ။ ရှိရှင်းပြောရရင်သူကကစားကွက်အရာ နေရာမှန်ကိုအရှင်းနဲ့ရောက်သွားတယ်။ဒါပေမဲ့အဲ့နေရာရောက်မှပါဆက်လို့ရမလဲဆိုတဲ့အပိုင်းမှာအားနေနေတာပါ။ဥပမာဥပမာတိုက်စစ်မှုကဂိုးရှင်မှာနေရာယူထားပေမဲ့ဘောလုံးကိုလူမရှိတဲ့အဝဲကြီးကိုဖျက်တင်လိုက်တာမျိုးပေါ့။ဟုတ်ကဲ့။ဒါမှမဟုတ်လူပဲပေါ့အခွင့်ရေးရှိလျက်နဲ့မဖြစ်နိုင်တဲ့ထောင့်ကျန်းကနေဂိုးကန်တွန်းလိုက်တာမျိုးတွေကဆုံးဖြတ်ချက်ချနိုင်စွာအားနေတာကိုပြနေတာပါ။ဒီအချက်ကိုသူ့ရဲ့စာရင်းစရာကတက်တည်ပြနေတယ်။ ပွဲတုဆက်တပွဲကစားပြီးချိန်မှာဂိုးဖန်တီးမှုနှစ်ကြိမ်ပဲပြုလုပ်နိုင်ခဲ့တယ်ဆိုတာကအာမိုနီရဲ့ကစားကွက်မှာတိုက်စစ်ရဲ့အတ္တိကဖန်တီးရှင်ဖြစ်ရမယ်ကစားသမားတယောက်အတွက်လုံးဝမလုံလောက်ပါဘူး။ဒါမဲ့ခဏလေး तू ကတက်တဆင်းနည်းနဲ့ပဲရှိသေးရဲ့လေ။လေးအသည့်အသင်းအသည့်အထူးသဖြင့်ကဘာပေါ်မှာအရှိန်ဟုံအမြင့်ဆုံးထိတဲ့ပရီးမီးယားလိဂ်ကိုရောက်လာတဲ့ကစားသမားတယောက်ကိုပွဲ30ကျော်လောက်နဲ့အဆုံးဖြတ်ပေးလိုက်တာကနည်းနည်းစောလုံးမနေဘူးလား။ အသင်းနဲ့အသားကြဖို့ကစားကွက်ကိုနားလဲဖို့အချိန်ပေးတင်တယ်လို့မထင်ဘူးလားဒါကရန်ကောင်းတဲ့အချက်ပါပဲတာမန်တင်းတင်းမှာဆိုရင်တော့မှန်ပါတယ်လူငယ်ကစားသမားတယောက်ကိုအချိန်ပေးပြီးစောင့်ကြည့်ဖြူထောင်ပေးတင်တာပေါ့ဟုတ်တယ်ဒါပေမဲ့ Manchester United လို့အသင်းမျိုးမှာတော့အချိန်ဆိုတာကအရှားပါဆုံးအရာဖြစ်နေတတ်ပါတယ်ပရိသတ်တွေဘော့အဖွဲ့ဝင်တွေကဖျားတယ်ကြောင်းနီးပြားကချက်ချင်းရလက်ကောင်းနေပြနိုင်ဖို့လိုအပ်တယ်လေအတိကကစားကွက်ရဲ့အရေးကြီးဆုံးနေရာမှာ ဖွံ့ဖြိုးတိုးတက်စေကစားသမားတစ်ယောက်ကိုစက်ပြီးအားကောင်းနေဖို့ကသူတို့အတွက်ဇိမ်ကန်ပစ္စည်းတစ်ခုလိုဖြစ်နေတာပါဆိုတော့ဒေါ်ကူမှာအလားအလာကောင်းနေရှိနေနိုင်ပေမယ့် United ကအခုချက်ချင်းဖြည့်တစ်ခုကိုလိုအပ်နေပုံရတယ်ပေါ့အဲ့ဒီလိုသဘောမျိုးပါပဲကောင်းပြီဒီခန့်ဆောင်ဆိုင်ဖို့အချိန်မရှိဘူးဆိုရင်တော့သူတို့ကအပြစ်မဲ့ကိုရောက်တော့မှာပေါ့ဒီနေရာမှာပဲ Nathaniel Brown ဆိုတဲ့နာမည်ကထပ်ပေါ်လာတာဒီကစားသမားကဒေါ်ကူရဲ့ပြဿနာတွေကိုဖြေရှင်းပြနိုင်မယ်လို့ United ကယုံကြည်နေပုံရတယ် သူကြောင့်နင်းနေလို့ဖြုတ်ဖလာပြီပေါ့သူကဘလို့ကစားသမားမျိုးလဲနာတင်ဒီယဘရောင်းကအသက်22နှစ်ရွယ်ကြားမှန်လက်ရွေးစင်ကစားသမားဖြစ်ပြီးလက်ရှိမှာ Eintracht Frankfurt အသင်းမှာကစားနေပါတယ်သူရဲ့ဇလန်းကတကယ်ကိုအံ့ဩစရာကောင်းနေဟုတ်လားလွန်ခဲ့တဲ့တနက်ကျော်လောက်ကအထိသူကဂျာမနီရဲ့ဒုတိယတန်းလိမှာပဲကစားနေခဲ့တာပါ။ဒါပေမဲ့2024မှာ Frankfurt ကိုရောက်လာပြီးကတည်းကသူ့ရဲ့ကြော်ကြားမှုကအရှိန်ဟုန်နဲ့တဟုန်ထိုးတက်လာတယ်လို့သတင်းမှသုံးလုံးထားရတယ်။ အချင်းတို့အတွင်းမှာဘူနက်စ်လီဂါရဲ့အကောင်းဆုံးဘယ်နောက်ခံတွေထဲကတယောက်ဖြစ်သက်မှတ်ခံလာရတာပါ။သူရဲ့စာရင်းစရာတွေကလည်းဒီအချက်ကိုထောက်ခံနေလို့ဆိုရမှာပေါ့။တော့ကကကိုဖန်တီးမှုပိုင်းမှာယုံကန်နေရချိန်မှာ brown ကတော့ဟုတ်ပါ යි ဌာနချက်ကကောင်းကင်နဲ့မြင်းကြီးလောက်ကိုကွာပါမယ် brown က frankfurt အတွက်48ပွဲမှာ14ချိန်အထိ goal ပါဝင်ပတ်သက်မှုရှိခဲ့တယ် goal တွင်းလာရော fendi beta ရောပေါ့ဟုတ် တဟာနောက်ခံလူတယောက်အတွက်မယုံနိုင်လောက်စရာကင်ကနန်းကချူပါဒီရချက်ကတောကူမှာအားနေနေတဲ့နီးစနစ်ကိုင်းအရေးတွင်းနဲ့တိတ်ဆစ်ရဲ့နောက်ဆုံးအပိုင်းမှာဆုံးဖြတ်ချက်ချနိုင်စွမ်းနဲ့သူ့စီမှာအပြည့်အဝရှိနေတယ်ဆိုတာကိုညွှန်ပြနေပါတယ်။အင်းသူကနေရယူထားရမှာကပဲအဲ့ဒီနေရကနေအသင်းအတွက်အကျိုးဖြစ်ထွန်းအောင်လုပ်ပြနိုင်တဲ့ကစားသမားမျိုးပေါ့အထက်ကြပါပဲစရဲစရိုင်းနေတပ်ပူပြီးသူ့ရဲ့ကစားဟန်ကတော့ဘယ်လိုရှိမလဲသူကဘောလုံးကိုပိုကောင်းကောင်းချက်တင်နိုင်အောင်ပဲလား ဒါမှမဟုတ်သူကစားပုံမှာတခြားကောင်းမချေရချက်တည်ရှိသေးလား။ तू ကဘောလုံးပင်ပိုးမှုကကောင်းမော်လာချက်အများကြီးပိုးပါတယ်။ तू ကဘောလုံးနဲ့အတူအလွန်ယုံကြည်မှုရှိတဲ့ကစားသမားပါ။နေရာချင်းလေးတွေလည်းမှပြိုင်ဘက်ကိုလှည့်စားကြော်ဖြတ်နိုင်တဲ့သူ့ရဲ့ဟွာလေးကစားပုံကိုနားလည်နိုင်စွာ game intelligent ကလည်းမြင့်မားပုံရပါတယ်။ဟုတ်ကဲ့။ဘဲချင်းမှာတောင်မလိုင်းအကြိုင်ပြရမလဲဘဲချင်းမှာကွင်းလက်တဲ့ဖြတ်ဝင်ပြီးကစားဖော်တွေနဲ့တွေ့ကစားရမလဲဆိုတော့ကောက်ကုန်တည်ရဲ့ဒါကြောင့် तू ကဒေါ်ဂူလုံးပဲအရင်သုံးပြီးကစားတဲ့ကစားသမားမျိုးမဟုတ်ပဲဥနောက်သုံးပြီးပုံမပနတ်စွာကစားတဲ့ကစားသမားလို့ဆိုနိုင်ပါတယ်။ဒါကြောင့်လဲသူ့ကိုစိတ်ဝင်စားနေတာ United အသင်းနဲ့မဟုတ်ဘူးပေါ့။တရင်းရင်းမြေမှာ Arsenal နဲ့ Manchester City တို့ကလည်းစောင့်ကြည့်နေတယ်လို့ဖော်ပြထားတယ်။ဒါကတော့အပြောင်းရွှေ့ကိုပို့ပြီးရှုထွေးစေမယ့်အချက်ပဲ။ဒီလိုပြိုင်ဖွဲ့တီပါလာတာက Brown ရဲ့ရဲ့သွေးကိုပို့ပြီးအတိမတ်ပြူသလိုဖြစ်မနေဘူးလား။တေချာဝရတယ်။ ပက်ကွာဒီယိုလာနဲ့မီခဲအာတီတာတို့လိုနီးပြူဟာပိုင်းမှာထိတ်တန့်အစင်းနီးပြတွေကကစားသမားတယောက်ကိုပြစ်မှတ်ထားပြီဆိုရင်ဟုတ်တယ်ဒါကအဲ့ဒီကစားသမားရဲ့အရေးသွေးဘယ်လောက်မြင့်မားတယ်ဆိုတာကိုတသက်ပြနေတာပါပဲသူတို့ကကစားသမားရဲ့နီးစနစ်ပိုင်းကြွန့်ကျင်မှုနဲ့ကစားကွက်နားလည်နိုင်စွမ်းကိုအလွန်အလေးထားကြတာလေဒါကြောင့်သူတို့ရဲ့စိတ်ဝင်စားမှုက brown ဟာထိတ်တန့်အစင်းမှာကစားနိုင်တဲ့ရေးချင်းအပြည့်ရှိတယ်ဆိုတာကိုအခိုင်အမာထောက်ခံနေတာပါပဲတစ်ဖက်မှာတော့ဒါကသူ့ရဲ့လက်ရှိ club Frankfurt အတွက်အလွန်ကောင်းမွန်တဲ့အနေအထားတစ်ခုကိုဖန်တီးဖေးလိုက်တာပါပဲဟုတ်ပြီလူတော်တရားဖြစ်တော့ဝိုင်းလိုချင်းကြတာပေါ့ဒါကကျွန်တော်တို့ကိုဒီဇလန်ရဲ့နောက်တစ်ပိုင်းဖြစ်တဲ့ငွေရေးကြီးရေးပကူခေါ်တော့ပါပြီအရေးတွေးရှိတဲ့ကစားသမားတယောက်ကိုခေါ်ခြင်းရင်ငွေများကြီးတွန်းရမယ်ဒါက United တို့ခေါင်းခဲစရာကိစ္စတခုဖြစ်လာနိုင်ပါတယ်။ဘာလို့လဲဆိုတော့သူတို့ကဒီနေရာအတွက် Euro တန်း30တွန်းခါပြီးသားလေ။ဒီနေရာမှာ Frankfurt အသင်းရဲ့ကစားသမားရှာဖွေရေးနဲ့စီးပွားရေးမဟာဗျူဟာကဘလောက်ကောင်းလဲဆိုတာကိုတွေ့ရမှာပါ။ သူတို့က brown ကိုပြီးခဲ့တဲ့နှစ်က FC Nuremberg အသင်းကနေဝယ်ခဲ့တဲ့ဈေးက um euro 3000တန်းနေပါဗျာ3000တန်းလားတကယ်ပြောတာလားဂျာမနီဒုတိယအတန်းလိကနေ euro 3000တန်းနဲ့ခေါ်လာတဲ့ကစားသမားကဒီနေ့အတွင်းမှာ Premier League Champion လူမေအသင်း3တန်းကပြတ်မှတ်ထားခံရတဲ့ကစားသမားဖြစ်သွားတယ်ပေါ့ဒါကတော့တကယ်ကိုမဖြစ်နိုင်တဲ့ဈေးပဲ Frankfurt ရဲ့ Kindle Offlet ကိုတော့ချီးကျူးရမှာပဲဒါဆိုအခုသူတို့ကဘလောက်တောင်းနေလို့လဲ အခုတော့ framework သင်းကအလွန်ကြီးမားတဲ့အပြောင်းရွှေ့ခြေကိုမျှော်လင့်နေပါတယ်။တင်းရဲမြက်မှာတီးကြတဲ့နိုင်ရှင်ချစ်တစ်ခုကိုတောင်ဖိုးပြထားပါတယ်။သူက brown ကလွန်ခဲ့တဲ့နှစ်အနေငယ်က Chelsea အသင်းက Brighton စီကနေ Mark Cucurella ကိုခေါ်ယူခဲ့တဲ့ Euro 63တန်းခွဲအနည်းဆုံးတန်ဖိုးရှိတယ်လို့ယုံကြည်နေကြပါတယ်။ Euro တန်း60ကျော်။ဒါဆိုရင် Frankfurt အတွက်အချိန်တစ်နှစ်ကျော်အတွင်းမှာအစ20ကျော်အမြတ်ရနိုင်ခြင်းရှိတယ်ဆိုတဲ့သဘောပေါ့။ ဒါကမယုံနိုင်လို့ဆီယာယင်းနီမြို့နာမှုပြန်ရနှုံးမှာပဲတပည့်ဒီဈေးကနည်းနည်းများမနေဘူးလားကစားသမားတယောက်ကထိတ်တန့်လေးမှတရားသီလောက်ချေဆွမ်းပြယုံတယ်ဒီလောက်တန်ဖိုးရှိတယ်လို့သတ်မှတ်တာကစွန့်စားရမရောက်ဘူးလားဒါက kid my ဘောလုံးအပြောင်းအလဲရှိဈေးဝယ်ရဲ့သဘောတဘာဝပါပဲ။ကစားသမားရဲ့တန်ဖိုးကိုသူ့ရဲ့အရေးချင်းတစ်ခုတည်းနဲ့ဆုံးဖြတ်တာမဟုတ်တော့ပါဘူး။ဟင်းသူ့ရဲ့အသက်အလားအလာသူ့ကိုစိတ်ဝင်စားနေတဲ့အသင်းတွေရဲ့အင်အား ပြီးတော့ club premier league အခွန်လွတ်ခေါ်တဲ့အချက်တွေအားလုံးကသူ့ရဲ့ဈေးနှုန်းကိုအဆမတန်မြင့်တက်စေပါတယ် Frankfurt ဘက်ကလည်းသူတို့လက်ထဲမှာတန်ဖိုးကြီးတဲ့ပိုင်ဆိုင်မှုတစ်ခုရှိနေမှန်းသိတော့အမြင့်ဆုံးဈေးကိုတောင်းမှာပါပဲဒီအခြေအနေကို United ရဲ့ရှုထောင့်ကနေပြန်ကြည့်ရသူတို့ကဒေါ်ကူအတွက် Euro တန်း30သုံးထားပြီးပြီအခု Brown တက်နောက်ထပ် Euro တန်း60ကျော်300နန်းချီရှိနေလဲ ဒါဆိုရင်ဘယ်နောက်ခံလူတနေရတဲ့အတွက်တစ်နှစ်အတွင်းမှာယင်းနှမြုံနမှုကယူရိုတန်တရားနီးပါးဖြစ်သွားနိုင်တယ်ဆိုတော့ပေါ့ပါ။ဒါကတော်တော်ကိုဆိုးရွားတဲ့အခြေအနေပဲ။ဟုတ်ပါတယ်။ဒါကထိတ်တန်းကလပ်တွေမှာမာယွင်းနဲ့အပြောင်းရွှေ့တကူပြုတ်လုံမိရင်ဘလော့ဒီငွေကုန်ကြေးကျများနိုင်တယ်။ဘလော့ဒီဆုံးရှုံးမှုကြီးနိုင်တယ်ဆိုတာကိုပြသနေတာပဲ။ဒါကလပ်ရဲ့ကစားသမားရှာဖွေးမှာဖြူဟာမှာမအွင်းတကူကိုရှိနေတယ်ဆိုတာကိုမေးခွန်းထုတ်စရာဖြစ်လာစေပါတယ်။ဆိုလိုတာကသူတို့ဒေါ်ကူကိုကင်းောက်ချီတော့က သူရဲ့နီးစနစ်ပိုင်းအားနည်းချက်တွေကိုမမြင်ခဲ့တာလား။အဲ့လိုဖြစ်နိုင်ကလုံးဘာမို့နီးပြရဲ့ကစားခွက်နဲ့အံဝင်ခွင်ကြားဖြစ်မဲ့ကစားသမားမျိုးကိုအစားကတည်းကတိချမရှာဖွေခဲ့တာလားဆိုတာလည်းဖြစ်နိုင်ပါရဲ့။ဘလိုပဲဖြစ်ဖြစ်အမားတစ်ခုကိုပြင်ဆင်ဖို့နောက်ထပ်ဆွေးကြည့်တဲ့အမားတစ်ခုကိုထပ်ကျူလွန်ရမလို့ဖြစ်နေတာပါ။ဒီတော့ချုံငုံပြီးတုံးတက်ရရင်ကလပ်ပတင်တတင်းရဲ့နီးပြဟာပိုင်းလိုအပ်ချက်ချက်ချင်းရလက်ကောင်းနေရဖို့ဖိအားတွေကြောင့်မကြတဲ့ခမငွေအများကြီးတောင်းပြီးခေါ်ထားတဲ့လူငယ်ကစားသမားတယောက်ကိုစိတ်မရှင်နိုင်တော့ဘူး တိုးတက်ပိုစေးကြီးပဲမဲ့ပိုပြီးအမှန်ခံချက်ရှိပုံရတဲ့ကစားသမားတယောက်နောက်ကိုလိုက်နေရတဲ့အခြေအနေတခုကိုတွေ့ရတာပေါ့အတိကြပါပဲဒီအဖြစ်ဖြစ်ကကစားသမားခေါ်ယူရင်းနဲ့ဖွံ့ဖြိုးတိုးတက်ရေးကြားကအားပြိုင်မှုကိုလည်းမိမောင်းထိုးပြနေတာပါပဲကလောက်တင်းတွေကအရေးချင်းရှိတဲ့လူငယ်လေးကိုခေါ်ယူပြီးသူတို့အချိန်ပေးပြိုးထောင်မလားတမမို့အတင်းတုံးကစားသမားတွေကိုဈေးချီးပေးပြီးဝယ်သွမ်းမလားဆိုရဲမိခေါ်ပါပဲတိတ်တဲအစ်စင်မှာတော့အတင်းအများစုကဒုတိယလမ်းကိုပဲရွေးချယ်ကြတာများပါတယ် ဒေါ်ကူကအလားအလာမရှိတဲ့ကစားသမားတော့မဟုတ်ပါဘူး။ဒါပေမဲ့သူက United ရဲ့အချိန်ဆရာနဲ့အန်ဝင်ခွင့်ကြောင်မဖြစ်ခဲ့လာပါ။နောက်ဆုံးအနေနဲ့နားထောင်သူတွေထက်စဉ်းစားစရာအချက်တခုကိုခြံထားခဲ့ခြင်းပါတယ်။ United, City နဲ့ Arsenal လိုလိုဝေကြီးတက်နိုင်တဲ့အင်အားကြီးတဲ့တွေက Nathaniel Brown လို့ Twin Tips စာကျယ်ဖွင့်တယောက်တည်းကိုပြိုင်လွှင့်ကြတဲ့အခါဒီပြင်းထန်တဲ့ပြိုင်ဆိုင်မှုကသူ့ရဲ့ပြောင်းရွှေ့ခြေကိုပဲမြင့်တင်ပေးတာမဟုတ်ပါဘူး။သူအတင်းကိုရောက်လာမဲ့ပထမဆုံးနေ့ကနေခဲ့က သူ့အပေါ်မှာထားရှိမဲ့မျိုးလင့်ချက်တွေကိုပါမိုးထိုးအောင်မြင့်တင်ပေးလိုက်တာပါယူရိုတန်60ကျော်တန်ကစားသမားတယောက်ထင်းနေရောက်လာပြီးသူ့ရဲ့ခြေစွန်းတိုင်းကိုအတေးချအကဲဖြတ်ခံရမှာပါဘလောက်ဖယ်အရေးချင်းရှိပါစေအတက်20နှစ်နဲ့ရွယ်ကစားသမားတယောက်တော်တော်ဒါဖီးယားရဲ့ရမြတဲ့ပတ်ဝန်းကျင်တကူကိုဖန်တီးပေးနိုင်ပါတယ်ဒီလိုငွေကြေးဖောင်းပွမှုနဲ့မျိုးလင်းချက်တွေတဲ့ဖီးယားကကစားသမားတယောက်ရဲ့အကောင်းဆုံးခြေစွမ်းကိုထုတ်ပြနိုင်စွမ်းအပေါ်ဘလို့တည်ရောက်မှုရှိနိုင်မလဲဆိုတာကတော့ကျွန်တော်တို့အားလုံးဆက်လက်စောင့်ကြည့်ရမယ့်အချက်ပါပဲ